အားလုံးပဲမြန်မာဘာ UK Master ရဲ့ Facebook နဲ့ YouTube channel ကလည်းကြိုကြိုပါရစေ။ Champion Pay တက်ပြီးအောင်လည်းမြန်မာဘာ။ဆိုတော့အခု Tottenham Hotspur က Manchester United ကိုနိုင်ပြီးတော့16နှစ်ကြာဒါဖလားပျောက်ဆုံးမှုကိုဆုံးသတ်ပြီးတော့သူတို့တော့ Champion League ပြိုင်ပွဲမှာဝင်ရောက်ရှင်ပြိုင်ပွဲရသွားပြီ။ဆိုတော့ Man United အသင်းတွက်တော့ဒါဆိုးဝါးဆုံးစီးစင်းနဲ့ရင်ဆိုင်လိုက်ရတယ်လို့ပြောမှာပေါ့လေ။ Spurs ကဒီပေါင်း50နှစ်အတွင်းပထမဆုံးချိန် European Champion Club ယူရိုပါလိမှာတော့သူတို့၃ချိန်မြောက်ချန်ပီယံဖြစ်တယ်ဒါယူရိုပါလိမှာဆိုရင်ဒါသူတို့ကဒါလီဗာပူးနဲ့အတူဒါပရီးမီယားလိဂ်ကလပ်တီထဲမှာအများဆုံးရတဲ့အသင်းပေါ့လေဒါထော့တနမ်ဟော့စ်ပါကယူရိုပါလိကို၃ချိန်ရတယ်လီဗာပူးက၃ချိန်ရချယ်ဆီက၂ချိန်မန်ယူနိုက်တက်က၁ချိန်နဲ့အစ်စဝစ်ဆောင်းက၁ချိန်ယူနိုက်တက်တို့တော့ယူရိုပါလိဖိုင်နယ်ပေါ့လေ2021ဖိုင်နယ်မှာဒါသူတို့ဒါဗီလာရီယယ်ကိုသူတို့ဖိုင်နယ်ပယ်နယ်တီဆုံးဖြတ်မှာရှုံးပြီးတော့ဒီဒီချိန်မှာသူတို့ကနောက်ထပ်စစ်ပြက်စရာပေါ့လေ 2024မှာ Tottenham Hotspur ကိုရှုံးသွားတယ်။ Spurs ကပြီးခဲ့တဲ့ခေါက်ဒီ Manchester ဒီ All English Final 2019တော့ကတော့သူ Liverpool ကိုရှုံးထားတယ်။ဆိုတော့ဒါအခုလောလောဆယ်မှာ Ange Postecoglou ကိုဒါပြပြောမလဲဆိုတော့အပြောင်းလဲလုပ်မလားလုပ်လားကျွန်တော်ပြောရခက်တယ်။မှန်တမ်းပြောရင်တော့အမှန်တရားဒီလုံးတိုက်တာနဲ့ Ange ကို Spurs ကအဲ့ပုံစံပဲအဲ့လိုအဲ့လိုပုံစံနဲ့ထပ်ပြီးသုံးလို့ရတာ။ မလူနာပဲနဲ့အလူချုံတိုက်စစ်စင်တဲ့ကစားကွက်တွေကဒါထုံနံတွက်တနေ့လေးကန်ဆင်းစီလာလဲပါတယ်ဆိုတော့တောက်ကွက်ဒီကြဒီမှာမခီဖန်တပန်နဲ့နောက်ခရစ်ရှန်ဝီမဲကိုနှစ်ယောက်ဆုံး injury ဖြစ်သွားတဲ့အချက်ကဒီဒီယာဒီစပါစ်အဓိကဟာပြတ်နာဖြစ်သွားတာဗောလေဒီဒီကြဒီကမှာသူတော်တော်ကိုတန်ရပြတ်နာလို့ရလိုက်တာကစပါရဲ့အစီအသွေးဒါတော်တော်လေးကြာဒီကတော့ ဒီထော်တန်ရဲ့ကစားကွက်ကိုကြည့်လို့ရှိရင်အိုက်ကန်စစ် defensive ဘိုင်းကအားအဓိကအိုက်ကန်စစ်ဘိုင်းကအားကောင်းတယ် wing back တွေအားကောင်းတယ်နောက်ဒီ defensive back လေးယောက်နေကိုမာဗီကာရီကတရားဒီလိုမှလီးလာငါးလောက်က ဒါနားတယ်သူတို့နေသူတို့၄ယောက်စလုံးနဲ့ကိုသမားနဲ့ complete ကစားရတာဆိုကျွန်တော်တို့ August September နှစ်လလောက်ရှိတာတခြားလုံးကဆိုတော့ဒီချက်ကလေးဒါအဲ့ကိုပြောဖို့တော့ခက်တယ်ဆိုတော့ဒါဒီ Daniel Levy ကတော့ဒါ Tottenham Hotspur အသင်းကနေဒါနီးပြအပြောင်းလဲလုပ်မယ်ပါညာနဲ့အစောပိုင်းတော့ကတော့ဒရင်ထွက်တာမို့လေဒါ Adoni Iwaola တို့ Marco Silva တို့နောက်တစ်ချိန်တည်းမှာပဲဒီ Juventus ကဒီ ဒီမိပြဟောင်းအပါဝင်၃လောက်တော့စဉ်းစားတယ်ဒါပေမဲ့ကျွန်တော်အမြင်တော့မနာပြောအန်ချင်းစပက်စနဲ့လိုက်တယ်ပြဘာလို့ဆိုတော့စပါပေးတက်တီလိုချင်တဲ့အထက်ခင်းပိုင်းကိုရိုးစုပူချတီလိုလက်ထပ်ပါလေရခဲ့တယ်ဒီတို့ချန်ပီယံမဖြစ်ဘူးဒါနောက်ဟိုနောက်စပါပေးစိတ်ကစားမကစားချင်တဲ့ defensive ပိုင်းနဲ့လည်းသူတို့လုတ်ပြခဲ့တယ်အန်တိုနီပူတီအဖြစ်မှာသူမလုတ်ပြနိုင်ဘူးဆိုတော့အဆုံးသက်ကိုပြန်ကြည့်လို့ရှိရင်ဒီသင်းက quality player တွေများတယ်အဓိကကစားမတွေလည်းအခုဆိုရင် bad boy တို့နောက်ဒီ change medicine တို့ kolosowski တို့လူကစားမတွေတော့ fine မှာမပါခဲ့ဘူးနောက်သင်းတော့တော့တရားကိုကြီးရခဲ့တာပဲဒါပေမဲ့ဒီအခြေအနေကိုကျွန်တော်ကျွန်တော်တို့ဒီကအပြောင်းလဲမလုပ်တင်ဘူးလုပ်ဖို့လည်းမလိုအပ်ဘူးအားကြောင့်လဲဆိုဒီဒီကတကယ်အရေးကြီးနေတဲ့ဒီကသူ့စကားကိုပြီးပြီလေနောက်တစ်ခုက तू ကကျွန်တော်မှတ်မိလားမနစ်ကတည်းက ACD ရဲ့ champion league club ဘက်မှာ तू ကအနိုင်နဲ့ကြံပြန်လာစပါးပိတ်သက်ပြာအဆုံးကန့်ချင်တာအဲ့ဒါတော့မှသူ့ရဲ့ mentality ကိုချီးသွားအနိုင်ရဖို့ ပဲဦးတည်နေတဲ့ဘူးပြဘလို့ချင်းဒီမှာပဲဖြစ်ဖြစ်သူ့တင်တာ first ပဲ history တွေဘာတွေပြိုင်ပတ်တယ်ပဲစိတ်ဝင်စားဖို့သူ့တင်အများရဖို့ပဲဒါပေမဲ့အဲ့မှာတော့ပိတ်သက်တော်များမကြိုက်ကြဘူးလေဒါပေမဲ့အဆုံးသက်ပေါ့လေဒါကျွန်တော်ပြောအဆုံးသက်မှာတော့သူတို့ဒါ Titan Champion ဖြစ်တယ်လို့ပြောပါဘူးလေဒါဒီပိုလီပွဲမှာဒါ performance လည်းကောင်းတယ်ကျွန်တော်မြင်တော့ဒါနီးပြအပြောင်းလဲလုပ်ဖို့မသင့်တော်ဘူး ဒီ fully fit squad ကိုဒါနာမည်ရဒီမှာတခုပဲ champion league ကြာရတဲ့အခါမှာ premier league နဲ့ champion league ကိုဟန်ချက်ညီညီလူပြည့်စုံစားဖို့လိုအပ်တယ်ဒီရဒီမှာသူတို့ premier league ဖော်တိုးဆူဆူဝါပဲပွဲတိုင်းပေါ်တန်က27ပွဲတောင်ရှုံးတယ်ဒီချက်ကတော့ဒါအတင်းချင်းသိနေတဲ့ total ကို25ပွဲရှုံးတယ်ဒါ spurs mind shop မှာပူးတွဲအဆိုးဝါဆိုးဒါရရှုံးပွဲအများဆုံးပဲဒါပေမဲ့ဒါကျွန်တော်ကတော့ ant ကိုဆက်ထားစီချင်တယ်တကယ်လေ attractive football ရှိတယ်သူတို့ကအမြဲတမ်း ကစားပုံကိုပင်ကိုခံစီကတော့အများနဲ့ပြောစရာမင်းကြီးလိုက်စစ်ကလည်းဒါအားကောင်းတယ်ဘာဖြစ်ဖြစ်ဒါအန်စတတ်ထိုက်တန်နဲ့ဒါစပတ်စတွက်ဒါတကယ်ကိုဒါချန်ပီယံရတဲ့အတွက်ကြောင့်ကျွန်တော်တို့ဆက်ရှိစီချင်ကျွန်တော်ဘူးပေါ့လေဒါထော်တန်ပြည့်သက်တဲ့ဘူးဘူးကြတယ်ဒါကိုမမဝေအောင်မှတ်ချက်ပြကြပါတော့ကျေးဇူးတင်ပါတယ်